မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီကိုအေးအေးယူဖို့အတွက်အပြည်ပြည်ဆိုင်ရာလုံထမားရေးရာအဖွဲ့ ILO ရဲ့ညီလာခံကနေဂျူလ9ရက်နေ့မှာဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ် ILO ရဲ့အပြင်းထန်ဆုံးအေးအေးယူတာတွေကတခုဖြစ်တဲ့ပုံမှ33နဲ့အေးအေးယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပြီးဒါဟာ ILO ရဲ့သမိုင်းတစ်လျှောက်၃ချိန်မြောက်ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ် ILO ရဲ့133ကြိမ်မြောက်ညီလာခံကနေဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီးစေအုပ်စုအပေါ်အားလုံးပူးပေါင်းတော်လှန်တဲ့လုပ်ရဖြစ်တာကြောင့်အလွန်ကြီးမားတဲ့အောင်ပွဲဖြစ်တယ်လို့မြန်မာနိုင်ငံအလုံသမားတပ်ပေါင်းစု MLA ကဆိုပါတယ်ထူးခြားတာကတော့နိုင်ငံတကာအလုံရှင်တွေဟာအရင်ကတော့ပုံမှန်33အပေါ်ပြင်းပြင်းထန်ထန်ညှင်းဆုပ်ခဲ့ကြပေမဲ့အခုမြန်မာကိစ္စအရေးယူလာမှာတော့ပိတ်ဆို့တားဆီးမှာမဟုတ်ကြောင်းနဲ့အစီရင်ခံစာမူကြမ်းအပေါ်ထောက်ခံကြောင်းပြောကြားခဲ့ကြတယ်လို့ MLA ကထုတ်ပြန်ပါတယ် ဘလို့ပုံစံနဲ့အရေးယူမယ်ဆိုတာအတိအကျမသိရှိရသေးပေမဲ့ပြစ်မှတ်ထားပိတ်ဆို့အရေးယူတာတွေခီးသွားလာခွင့်ပိတ်ပင်တာနဲ့ပိုင်ဆိုင်မှုထိန်းချုပ်တာစီးပွားရေးဆက်ဆံရေးပြန်လည်တုံ့တက်တာအားမလို့အားခိုင်းစေမှုလူအခွင့်ရေးချိုးဖောက်တာတွေမှာပအဝင်ပတ်သက်နေတဲ့လုပ်ငန်းတွေကိုပြစ်မှတ်ထားအရေးယူတာအထောက်ပံ့တွေရက်ဆိုင်တာမြန်မာနိုင်ငံရဲ့အခြေအနေကိုကုလသမဂ္ဂလူခွင့်ရေးကောင်စီလူ့ကြုံရေးကောင်စီနဲ့နိုင်ငံတကာရာဇဝမှုဆိုင်ရာတရားရုံးတို့လိုအဖွဲ့အစည်းတွေစီကိုလွှဲပြောင်းတင်ပြဖို့လဲ ILO ကဆုံးဖြတ်ချက်ချမှတ်နိုင်ပါတယ်ရှင် တောင်ခမ်းဘက်ကနယ်မြေတော်တော်များများကိုလက်လွတ်လိုက်ရပြီးစီးရဲတက်မှမှုတွေဆက်ရှိနေပါတယ်။ဒါပေမဲ့စစ်ပြူဟာအရာသွားနေတာဖြစ်လို့စိုးရိမ်မှုမရှိကြောင်းနဲ့ခုခံကာကွယ်ရင်စစ်ပြန်ဖြစ်လာနိုင်တယ်လို့ TNL ပြန်ကြားရေးတာဝန်ခံလွေးဦးကပြောပါတယ်။စိုးတောင်သတင်းပေးပို့ထားပါတယ်ရှင်။တမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရဖို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေကမြို့နယ်၁၀မိုင်ဝန်းကျင်အကွာအထိနှီးကပ်လာပါတယ် ဒါနဲ့ပတ်သက်လို့တောင်ခမ်းဘက်ကနေရာအများစုကိုလက်လွတ်ထားရကြောင်းနဲ့စစ်ဗျူဟာအရသွားနေတာ ဖြစ်လို့စိုးရိမ်မှုမရှိကြောင်းဂျွန်လ9ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ဘက်ကပြောလိုက်ပါတယ်။မိမိကိုမိမိခုခံပေါ်ရင်းနဲ့စစ်ကတော့ပြန်ပြန်ဖြစ်ရှိလာနိုင်တယ် ်အဲဒါပေမဲ့လည်းလူထုတွေနည်းနည်းကတော့အစီအရေးတည်းအမြဲရှိဖို့တော့လိုအပ်ပါဘောနော်အထူးပြင်ပေးတောင်းခံပေးနေတော့မှရှိတဲ့အဖေလူထုတွေပြတော့နောင်ချိုနေတော့မှရှိတဲ့ပြည်သူလူထုတွေအတေကတော့ဒီလူချုံကြီးတွေအပယူဆိုင်ဖို့လိုအပ်ပါပဲအခုချိန်အထိကတော့ရာပြင်ဘက်ကတက်လာတဲ့စစ်ကြောင်းဟာကန့်ကြီးရွာတဲ့အထိမရောက်သေးပေမဲ့ရွှေမုတ်တော်ကိုကြော်လာပြီလို့ဒေသခံတွေကပြောပါတယ်။စေရီလေးလာသူကတော့ရာပြင်ဘက်ကစစ်ကြောင်းဟာကန့်ကြီးအထိရောက်နေတယ်လို့ ။နောင်လင်ဘက်ကစစ်ကြောင်းဟာလည်းနောင်ချိုကြီးတိမ်ပင်လေအထိရောက်လာတာကြောင့်ဒီစစ်ကြောင်းနှစ်ခုပေါင်းပြီးနောင်ချိုမြို့ရဲကိုထိုးစစ်ဆင်လာနိုင်တယ်လို့ခန့်မှန်းပြောပါရယ်။စစ်ရေးနေသားအရာပြောရမယ်ဆိုတော့ဒီစစ်ကြောင်းနှစ်ကြောင်းဟာနောင်ချိုမြို့ထဲထိတော့ရောက်လာနိုင်မဲ့အနေအထားမျိုးရှိတယ်။ TNL နဲ့နောင်ချိုမြို့အတွင်းမှာပြန်လည်ထိတွေ့မှုတွေပြင်းထန်လာမဲ့အနေအထားမျိုးပေါ့။ TNL နဲ့ပူးပေါင်းအဖွဲ့တွေအပြင်းထန်ခုခံရမဲ့အနေအထားမျိုးတွေ့ရတယ်လို့စစ်ကောင်စီဘက်ကလည်းစစ်ရေးအရာ စည်ရင်းနီးနဲ့နှောင်ချိုကိုပြန်လဲထိမ့်ချုပ်နိုင်အောင်ကြိုးစားမဲ့အရေးလက္ခဏာတွေကိုမြင်ရတယ်လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ TNL ဘက်ကတော့အခုလိုတိုက်ပွဲတွေပြင်းထန်တာကြောင့်ပြည်သူတွေကိုဘေးကင်းရမှာကြိုတင်သိမ်းရှောင်ဖို့တတိပေးတာရှိနေတယ်လို့အုံမတိဘက်မှာဆိုရင်စစ်တပ်ကနေအိမ်တွေကိုဝင်ရောက်မီးရှို့တာရှိတယ်လို့ပြောပါတယ်။နောင်ချိုမြို့နယ်ထဲမှာနှစ်ဖက်ထိုးစစ်ဆင်မှုတွေရှိနေပြီးလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မျိုးရဲကပြည်သူတွေကြိုတင်သိမ်းရှောင်ကြပြီလို့ မြေပြင်အရှင်တွေကိုသိရှိတဲ့ရှမ်းမြောက်ဒေသခံကပြောပါတယ်သူ့ရဲ့ပြောပြချက်ကို DVV သတင်းတော့ကအတန်အစားထုတ်ဖတ်ပြထားပါတယ်လက်ရှိအဆက်အသွယ်တွေပြန်နေတာဗျပြည်သူတွေဆစ်ဆောင်ကုန်ကြပြီးနောင်ချုံနဲ့ဆမ်မန်ခန့်အကွာမှာပါစစ်ကောင်စီကမရသေးပါဘူးအဖက်ဒေသကအခုဆစ်ဆောင်ကြပါပြီတရက်ကုန်းဘတ်ချံကဆစ်ဆောင်ကြနှစ်နှစ်ပြည့်ပါပြီဘလို့ကူရမလဲတော့မသိဘူးနိုင်တဲ့အင်အားနဲ့တော့ဆစ်ဆောင်ကိုကူနေကြပါတယ်ဗျကန်ကြီးဘက်ကရှောင်ပြီးပါပြီမျိုးပေါ်ကရှောင်စားပြုလာပါပြီ ဘာလို့လဲဆိုတော့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့၄ဦးဒီနေ့ဒဏ်ရာရထားပါတယ်အဲ့ဒါတွေကြောင့်စားရှောင်ကြရပါတယ်ဒီနေ့တော်တော်များများကိုရှောင်သွားကြပါတယ်စစ်တပ်ဟာရက်ဆောက်ကြောက်ခုကနေတစင်တောင်းခန်းကိုစစ်ရင်အားတွေပို့နေပြီးအဲဒီကနေမှနောင်ချိုမြို့ကိုထိုးစစ်ဆင်လာတာဖြစ်တယ်လို့လေကြောင်းကနေလည်းရိတ်ခခဲရန်ဖြစ်တင်းတာရှိတယ်လို့သိရပါတယ်တကြောပြန်နောင်ချိုတိုက်ပွဲမှာ TNL တပ်တွေအပြင်ဒနုတက် DBL လည်းပါဝင်တိုက်ခိုက်နေပြီးဂျွန်လ9ရက်နေ့အထိတော့ကန့်ကြီးရွာမှာတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ် ပြင်းဦးလွင်နယ်ကြောင်မဲမြို့အကြားမှာရှိတဲ့နောင်ချိုကိုတော်လိုင်းတက်တွေက2024ခုနှစ်ဇူလိုင်10ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်တလအကြာမှာစစ်တပ်ကမြို့အနာအထိပြန်ကပ်လာတာပါကျွန်တော်စိုးသူအောင်ပါရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်မြို့နယ်ကြောက်ကူကနေနောင်ချိုမြို့နယ်အတွင်းစစ်အင်အားပြန်လည်ဖြစ်တင်းဖို့ကြိုးပမ်းနေတဲ့စစ်တပ် DV မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်